သူတော်ကောင်းမကြီးသူတော်ကောင်းမကြီးဆိုသူအများကြီးပြောတယ်အဲ့ဒီစကားတွေကိုနာထဲမှာဆွေးနေတယ်နောက်ဆုံးချင်းငယ်နဲ့တွေ့ခဲ့တယ်နောက်ဆုံးနေမှာသူရဲ့ဆွေးနေပြီဆိုတဲ့မိုးရင်းကားတက်ကလေးကိုချင်းငယ်ချင်းငယ်လက်ထဲကိုသူထည့်ပေးသွားလိုက်တယ်အဲ့ဒီထုတ်ကလေးချင်းငယ်ဒီနေ့အထိမစားဘူးမစားရပဲနဲ့နမလေးရေးထားတယ်ကိုကြီးနောက်ဆုံးပြီးခဲ့တဲ့ဆွေးနေပြီဆိုတော့ချင်းငယ်အိမ်မှာထားတာလေအာဘာပဲဖြစ်ဖြစ်လေသူတိတ်ပြီးတော့မခံစားရပဲနဲ့ ကိုယ်လွန်သွားတယ်ဆိုတဲ့အခါကျတော့သူ့တက်တော့ဘယ်လိုခေါ်မလဲနည်းနည်းတော့ဘာဖြစ်သွားတော့ပါနော်ဟိုတိတ်ပခံစားလိုက်ရဘူးလေ accident ဖြစ်ဘူးလေအဲ့တော့ချစ်ငယ်သူ့မျက်စိအတွက်ချစ်ငယ်လှူဘူးလေအဲ့ဒါကို तू ကပြောလို့မဆုံးတော့ဘူးအဲ့တော့မဟုတ်ဘူးချစ်ငယ်ကူတာနည်းနည်းလေးပါအကူရေဆိုလည်းမဟုတ်ဘူးတူလေးရှိရဘူးချစ်ငယ်ကူကြီးချောင်း तू ပြောပြီးအကူရေငင်းငယ်ကူရတာနည်းနည်းလေးပါလို့အဲ့တော့မျက်စိတည်းမှာလေ तू ဟာကြီးစုတရားကိုတကယ်ဖော်ပြတတ်တဲ့လူတရားအမှန်တရားကိုပြောတတ်တဲ့လူတရားအနစ်ပညာစစ်ကိုတကယ်ကိုရှိတဲ့လူတရားရိုးသားတဲ့သူတရားဖြစ်တဲ့ကြောင့်ချစ်ငယ်ရဲ့ ကိုကြီးလို့ပဲဒီငယ်ခန်းစားရတယ်။နောက်သူကတခါတလေကြိုက်ချစ်ကလေးတော့တတိလေးပေးတယ်လေညီမကြီးကိုစိတ်ကိုရှော့တခါကျရင်ကိုကလည်းအမှန်တရားလေးအမြန်တရားပြောတက်လို့လို့ကိုစိတ်ကိုရှော့နော်ညီမကြီးအဲနောက်ချစ်ကလေးကသူကအမြဲတမ်းခေါ်တယ်ငါညီမကသူတော်ကောင်းပါကြီးသူတော်ကောင်းပါကြီးဆိုတော့သူအမြဲတမ်းပြောတယ်အဲ့ဒီစကားတွေကိုနားထဲမှာဆွဲနေတယ်နောက်ဆုံးချစ်ငယ်နဲ့တွေ့ခဲ့တဲ့နောက်ဆုံးနေ့မှာသူရဲ့ဆွဲနေပြီဆိုတဲ့မိုးဟင်းကားတုတ်ကလေးကိုချစ်ငယ်ချစ်ငယ်လက်ထဲကိုသူထည့်ပေးသွားလိုက်တယ် အဲ့ဒီထုတ်ကလေးချစ်ကလေးဒီနေ့အထိမစားဘူးမစားရပဲနဲ့နာမည်လေးရေးထားတယ်ကိုကြီးနောက်ဆုံးပြီးခဲ့တဲ့ဆွဲနေပြီဆိုတော့ချစ်ကအိမ်မှာထားရတယ်အာဘာပဲဖြစ်ဖြစ်လေသူသိပြီးတော့မခံစားရပဲနဲ့ကိုယ်လွန်သွားတယ်ဆိုတဲ့အခါကျတော့သူ့တက်တော့ဘယ်လိုခေါ်မလဲနည်းနည်းတော့ဘာဖြစ်သွားတော့ပေါ့နော်ဟိုသိပ်မခံစားလိုက်ရဘူးလေနောက်အကြာကြီးလေသူကမောတာတော့ခဏခဏဖြစ်နေမှသိတယ် ချစ်ငယ်လည်းကြားတယ်မောတာခဏဖြစ်နေရတော့ကြားတယ်ယောက်ကြည့်ပြင်မဲ့တော့မထင်ဘူးပေါ့နော်မကြသေးဘူးလေနောက်ပြီးတော့ तू ကလေးပါလေဆိုတော့ तू အားရခဲတာ तू ကလေးအမလီငါသူဆိုတဲ့ချင်းနေအများကြီးဆိုမှနော်ငါညီမဆိုးအကိုဆိုးအဲ့လိုပေါ့နော်အဲ့တော့အဲ့လိုကြတဲ့တော့အားပြီးပြီးတော့ဖြစ်သွားမယ်လို့မထင်ဘူးလေရှော့ဖြစ်သွားတော့အချင်းနဲ့ရှော့ဖြစ်တာပေါ့နော်သင်္ခါရတောက်ချင်းနေနားလဲပါလေတူတော်လေး ဒီလိုမျိုးကြီးရုပ်တရက်ကြီးဆိုတော့ချင်းငယ်လေးတော်တော်ခံစားပါတယ်မိသားစုဝင်နေဆိုလဲပိုခံစားမှာပေါ့เนาะအထူးသဖြင့်သူ့သားလေးသူတိတ်ဆိတ်ပူတာသူခဏတပြောမှုတယ်အဲသူ့သားလေးမဆုံးခင်မှာသူအဲသူ့သားလေးကိုအရင်သွားနှင်စေခြင်းနဲ့တဲ့ဘာကြောင့်လဲဆိုတော့ဒီကလေးလေးကသူ့အမေနဲ့အဖေပေါ်မှာအမိပြုနေရတာတဲ့သူတို့မရှိဘယ်လိုလုပ်မလဲဆိုပြီးတော့ခဏခဏသူပြောမှုတဲ့စကားရှိတယ်အကူကြီးကဖြောင့်မတ်တဲ့သူပါရိုးသားတဲ့သူပါအမှုပညာလောက သားတွေအပေါ်မှာသူအမှန်တရားတွေပဲပြောခဲ့တဲ့သူတယောက်စိတ်စေတနာနဲ့ကောင်းတဲ့သူတယောက်ကြီးစုတယောက်လည်းတိတတ်တဲ့လူတယောက်ဖြစ်တဲ့ကြောင့်သူဒီကောင်းတဲ့နေရာမှာရောက်နေမယ်ဆိုတာချင်းငယ်ယုံကြည်စိတ်ချပါတယ်။ငပင်ဘေးမှာတော့သူမွေးငှားထုတ်တဲ့သူလူနေလူနေသေးရလိမ့်ဆိုတော့အကိုဟာအခုချင်းငယ်ပြောနေတဲ့အောင်နဲ့သူကြားနိုင်မှာပါ။ကောင်းတဲ့နေရာနေသူမိသားစုကြည့်နေမယ်လို့ချင်းငယ်ယုံကြည်ပါတယ်။အကိုတော့သွားနှစ်ပေါ့နော်။